နှစ်ပွဲဆက်အသေးပွဲနဲ့အတူတဖြည်းဖြည်းစားပြလာပြီးဖြစ်တဲ့ United မန်ချက်နိုက်တက်တင်ကတော့အခုဆိုရင်နှစ်ပွဲဆက်အသေးပွဲနဲ့အတူတဖြည်းဖြည်းနဲ့သူ့ရဲ့ပုံစံအမှန်ကိုပြန်လည်ပြသလာပြီလို့ပြောတော့မှာဖြစ်ပါရင် United ကပြီးခဲ့တဲ့ဘက်ကကစားခဲ့တဲ့ Northern Forest နဲ့ပွဲစဉ်မှာအာမန်ရဲ့နောက်ကျအသွင်ကိုကြောင့်တေးတမတ်နဲ့ကျင်းတဲ့ခဲ့ရသလိုအခုဒီပွဲမှာလည်းဒီလေးရဲ့နောက်ကျအသွင်ကိုကြောင့်တေးတမတ်နဲ့ကျင်းတဲ့ခဲ့ရတာဖြစ်ပါရင် လန်ဒန်မှာတွားရောက်ကစားခဲ့ရတဲ့ဒီပွဲစဉ်ဟာ United အသင်းအတွက်လွယ်ကူတဲ့ပွဲတစ်ပွဲတော့မဟုတ်မနေခဲ့ပါဘူး။စပါးတင်အောင်အိမ်မက်မာတဲ့အသင်းပြင်ပြီး United ကိုအကောင်းကောင်းလေးဒုက္ခပေးနိုင်ခဲ့သလို United ရဲ့ခန်းစဉ်အမှားတွေကလည်းအနိုင်သုံးပတ်ရရှိရာကနေတေးတမှတ်နဲ့ကျင်းနဲ့သွားစေခဲ့လို့ပြောရမှာဖြစ်ပါတယ်။တကယ်လို့ United တင်အောင်မိနစ်80လောက်ထိကို1-0နဲ့ဦးဆောင်ထားနိုင်ခဲ့ပြီးတော့နောက်ပိုင်းမှာအယုံဆွဲမှုညော်နေခဲ့တာကြောင့်ချေပါကိုးနဲ့အနိုင်ကိုပြန်ပေးလိုက်ရတာဖြစ်ပါတယ်။ဒါပေမဲ့ကန်ကောင်းတာတစ်ခုကဒီလေးရဲ့အချိန်မိုခေါင်းတိုက်သွင်းကိုကြောင့် United တို့မရှုံးခဲ့တာဖြစ်ပြီးတော့အခုဆို United အနေနဲ့၅ပွဲဆက် ရှုံးဝဲမရှိမှတ်တမ်းကိုရယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဒါအမ်ဘိုရင်လက်ထက်မှာအကောင်းဆုံးမှတ်တမ်းတစ်ခုလို့ပြောမှာဖြစ်ပြီးတော့ပရီလူမျိုးနည်းပြအနေနဲ့ယူနိုက်တက်ကိုကိုင်းတွေ့ဆင်ကာလာအတွင်အခုလိုမျိုးအသင်းနဲ့အတူ၅ပွဲဆက်ရှုံးဝဲမရှိမှတ်တမ်းကိုရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ရန်တမ်းလေးတော့က3-1တင်းကစားလို့လည်းပွဲထွက်လာခဲ့ပြီးတော့တိုက်စစ်မှာကွန်ဂျာကိုထောင်ထားကအမ်ပူမိုအမဲလို့နဲ့တွဲပေးထားပါတယ်။ခွင်းနဲ့မှာတော့ဖိုင်နယ်နဲ့ကက်စမဲလို့ပွဲထွက်လာခဲ့ပြီးတော့ဝင်းဘက်တွေဖြစ်မာဇာရီနဲ့တိုဂူကိုခင်းချင်းလာခဲ့တာဖြစ်ပါတယ်။ဂလုမကတော့လက်စမန်ကိုပဲပွဲထုတ်ခဲ့ပြီးတော့နောက်တန်းမှာလှုပ်ရှောမက်ခွာရနဲ့ဒီလေးတို့ကိုခင်းချင်းလာခဲ့တာပါ။ အေရှန်စပါအသင်းကတော့၄နှစ်၃နှစ်ကစားကွက်နဲ့ပွဲထွက်လာခဲ့ပြီးတော့တိုက်စစ်မှာကိုလိုမိုအနီကိုထောင်ထားပြီးတော့ဂျိုဆင်စီမိုရီချာလီဆန်တို့နဲ့တွဲပေးထားပါတယ်။ကွင်းလက်မှာတော့ပေါ်လင်ဟာနဲ့ဆားတို့ပွဲထွက်လာခဲ့ပြီးတော့နောက်တန်းမှာရိုမဲရိုဖန်နီဗန်စပန်နီနဲ့ပေါ်လိုတို့ကိုခင်းချင်းသွားခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်ဟာပွဲစားကလေးကဖိအားတွေပေးဒီလီစကားတွေမေးဖို့စူးစမ်းခဲ့လို့စပါအသင်းကလည်းအင်ရှင်ပြပြီးခက်မှမှာပဲတုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။ ပွဲချိန်ဆော်ပိုင်းမိနစ်တွေမှာ United တို့ကတောက်လျှောက်ဖိအားပေးထားနိုင်ခဲ့ပြီးတော့ဂွမ်းနိုင်တဲ့အခွင့်အရေးတော်တော်များများလည်းရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ထုံးစံတိုင်းတိုက်စစ်ရအောင်ကြောင်ပြတ်တဲ့ United အကြောင်းသွင်းကိုယ်တွေဆော်စုတီမမြင်တွေ့ခဲ့တာပါ။ဒီလိုနဲ့ပွဲချိန်32မှာတော့ United တို့ဥဆောင်ကိုစတင်ရရှိသွားခဲ့ပြီးအာမန်တီယာရဲ့ဖြတ်တင်ပေးမှုကနေ Brian Abumo ကခေါင်းထိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ။ဥစားကိုပေးလိုက်ရပြီတော့စပါးဘက်ကလည်းပုံစံကောင်းတို့ချို့ပြန်လဲပြသနိုင်ခဲ့ပေမဲ့ United ခံစင်တဲ့ကိုသမားဆန်နီလက်စပါးကိုကြော်ဖြတ်ဖို့တော့ခက်ခဲနေခဲ့ပါရင်။ Prime မှာတော့ United တို့ကဝမ်းစင်းနဲ့ဥဆောင်ထားလိုက်ခဲ့ပြီးဒုတိယပိုင်းမှာနောက်ထပ်အတွင်းကိုတွေထပ်မံရရှိဖို့ကြိုးစားလာခဲ့ပါရင်။ဒါပေမဲ့ဒုတိယပိုင်းမှာ United ကစားဖို့ဟာမစိုးလာဘူးဆိုပေမဲ့စပါးအသင်းရဲ့တမန်တိုင်းစစ်တွေကိုထိန်းချုပ်ရမှာတော့အားနည်းချက်တွေရှိနေခဲ့ပါရင်။ တတိယစလုံးအပြန်လည်ထုံဖောက်မှုတွေမြင်တွေ့ရခဲ့ပေမဲ့ပြန်မဲ့ကုသမားတွေရဲ့ခြေစွမ်းပြမှုနောက်တန်းရဲ့ချစ်လက်မှုတို့ကြောင့်နောက်ထပ်သွင်းကုန်ပြီးမြင်တွေ့ခဲ့ရဖြစ်ပါတယ်။အခုပြင်စပါးတင်ရယူနိုက်တက်နောက်တန်းကိုကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပြီးကိုရနိုင်တဲ့ခွင့်ရေးတော်များများရရှိခဲ့ပေမဲ့ရွေးတဲ့ကုသမားဆန်နီလက်စမန်ကအကောင်းဆုံးကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ပွဲချိန်84လေးမိနစ်မှာတော့စပါးတို့ခြေပါကိုပြန်လည်ရရှိသွားခဲ့ပြီးဥရိုဂီရဲ့ဖျက်ချိုးပေးမှုကိုမိသားတဲကလူကက်ထားတဲ့ခြေကနေပြီးတော့လှည့်ထွက်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။ဘဝနဲ့ဖလန်ဖလန်ဖြစ်နေတဲ့အချိန်မှာပွဲကအတော်လေးမြန်ရခဲ့ပြီးယူနိုက်တက်ကလည်းဥစားကိုပြန်လည်ရရှိဖို့ကြိုးစားလာခဲ့ပါတယ်။ဒါပေမဲ့လည်း တမန်ပွဲစားနေပြီးဆုံးလို့လာချင်းချေဖို့တမနစ်မှာတော့အော်တိုမဲကန်ချန်ဟာရီချာလီဆန်နဲ့ထိပြီးတော့လမ်းချောင်းပြောင်းပြီးခုံးဝင်သွားခဲ့တာကြောင့်စပါရိုဥဆောင်ကိုပြန်လည်ရရှိသွားခဲ့တာဖြစ်ပါရင်ပွဲကလည်းပြီးဆုံးဖို့တိတ်မလို့လာကြောင်း United တို့ဒီပွဲတော့ရှုံးပြီလို့အားလုံးကထင်မှတ်ခဲ့တဲ့အချိန်တမန်ဝဲစားခြင်းပြီးဆုံးလို့နာချင်းချင်းပေါ်6မိနစ်မှာတော့ဘလူးနိုဖိုင်နယ်နဲ့အဖက်တင်ပေးမှုကနေဒီလေးကကောင်းတိုက်သွင်းယူခဲ့တာကြောင့် United တို့ခြေပါကိုပြန်လည်ရရှိခဲ့ပြီး အဝဲခွင့်မှာအသေးတမက်နဲ့ချင်းနေနိုင်ကြတာဖြစ်ပါတယ်။ဘာပဲမေယူနိုက်တာအခုဆိုလို့ရှိရင်တော့၅ဘွဲအဆက်ရှုံးဘွဲမရှိတဲ့အတူအမှတ်ပေးဆရာထိပ်ပိုင်းကိုပြန်လည်တက်ရောက်ဖို့အတွက်အားယူနေခဲ့ပြီလေဖြစ်ပါတယ်။